ဘဝမှာတည်ထားစရာတွေဘဝဆိုသည်ကာကြီးတစ်စီးတွင် ကိုကိုကိုခရီးတဲ့နေရာမှာသွားမထိုင်မိပါစေနဲ့ကိုရိုင်းကကားကိုမောင်းနှင်သူတဦးဖြစ်အောင်ကြိုးစားပါဒါမှသာ ကိုလိုရာကိုမောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်ကိုမောင်းမဲ့ကားပေါ်မှာ ကိုမိသားစုကိုတင်လာပြီးကိုရိုင်းကရင်မောင်းနေရာကတာဝန်ယူနိုင်မှ ကိုရိုင်းလဲစိတ်တိုင်းကျစီမံဖန်တီးနိုင်ပါလိမ့်မယ် အနေလေးကင်းမယ်လိုရာကိုလည်းအမြန်ဆုံးရောက်နိုင်ပါလိမ့်မယ်ဘဝရင်စီမံချက်က အရေးကြီးပါတယ်အိမ်နောင်ရေးတွင်လည်းစီမံချက်ကအရေးကြီးပါတယ်ငါချစ်တဲ့သူနဲ့ငါပေါင်းသင်းရင်ဖြစ်နိုင်ပြီလားထာဝရအတူလက်တွဲနေထိုင်ရန်အတွက်တဦးသဘောကိုတဦးကောင်းစွာနားလည်ပြီလားနားလည်ပြီဆိုရင်အတူတူနေထိုင်နိုင်ရေးအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲငါတို့အနာဂတ်လှပဖို့ငါတို့မှပြည့်စုံနေပြီလား စတဲ့အချက်များကိုထည့်သွင်းစဉ်းစားရပါလိမ့်မယ်။မပြည့်စုံစွာနဲ့အိမ်နာမှုတစ်ခုကိုထူလိုက်ရင် ထိုမပြည့်စုံမှုတွေကတစ်ချိန်မှာ အချစ်ကနေအပြစ်ဖြစ်သွားနိုင်ပါတယ်။အချစ်ကို အပြစ်လို့မြင်လာသည့်တနေ့တွင် အချစ်သည်ကြည်နူးမှုအစားနာကျင်မှုတွေဖြစ်ကာဝေဒနာကြီးတစ်ခုလိုခံစားလာရတတ်ပါတယ်။ထိုဝေဒနာကြောင့်ပင်လမ်းခွဲရလျင် အချစ်သည် အချင်းနီးဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မို့လို့မချစ်မီစဉ်းစား စဉ်းစားပြီးမှချစ်တင်ပါတယ်။လူကိုလူဟုသာတတ်မှတ်ဆုံးဖြတ်ပြီးချစ်ခင်မျက်နှာတံပိုးထားကြစေချင်ပါတယ်။ခင်မင်ရင်းနှီးမှုချစ်ခင်မျက်နှာမှုများမှာဘာသာ အသားအယောင်လူမျိုးအဆင့်အတန်းမရှိပါဘူး။အလုံးဒီလူသားဆန်စွာဖြင့်လူကဲ့သို့ကြင့်ရန်အတွက်ဘာကိုမှ ခွဲခြားနိုင်ရမလို့ပါ လူကို လူလိုဆက်ဆံတတ်ဖို့သာ လိုအပ်ပါတယ်ကိုယ်စိတ်နဲ့နိုင်ပြီးလူတိုင်းကိုမဆက်ဆံဖို့လိုပါတယ် လူတိုင်းဒီလဲသူ့စိတ်သူ့သဘောသူ့ခံယူချက်တွေနဲ့ရက်တည်နေကြသည်သာဖြစ်ပါတယ်။ငါနဲ့မတူတာနဲ့ငါရန်သူပဲဟုသတ်မှတ်ခြင်းမှာလူကိုလူလိုနားမလဲသူတို့ရဲ့အောက်တန်းကြသောစိတ်ဓာတ်သာဖြစ်ပါတယ်။ကို့အုံနောက်မှာ တခြားသူအတွက်နေရာတနေရာပေးကာထဲ့သွင်းထားခြင်းမပြုပါနဲ့။အုံနောက်နေရာပုတ်ပါတယ်။ကို့အုံနောက်ဒီကိုပိုင်အတွေးခေါ်များကိုပိုင်ဆုံးဖြတ်ချက်များအတွက်အများဆုံးနေရာပေးထားသင့်သည့်နေရာတစ်ခုဖြစ်ပါတယ်။ အစိုးမြင့်သမားတွေနဲ့ဘယ်တော့အခါမှပြောဆိုဆက်ဆံခြင်းမပြုပါနဲ့အတ္တကြီးမှာအစိုးမြင့်သမားတွေနဲ့စကားပြောလိုက်မိရင်သူတို့ကကိုယ်စိတ်ကိုပါသူတို့လိုသလိုအယောင်ဆိုးသွားတတ်တော့ကြောင့်ဖြစ်ပါတယ်သူတစ်ပါးကိစ္စမဆက်စုပါနဲ့ကိုဘဝကိုတွင်းကိုတိုးတက်ရာကိုပြင်ငါသာလင်ငါဘဝရဲ့ကေတင်ရှင်လို့မှတ်ယူထားရပါမယ်အတက်ရဲ့အစင်မပြေမှုများစိုးညစ်မှုများခါးတိမှုများအပေါ်မှာ လွမ်းစွန်နေပြီးဘာမှမလုပ်နိုင်ပဲငုံတုပ်ထိုင်နေရင်မလိုအပ်ပါငါအနာဂတ်ကိုငါအတိတ်ထက်ပိုပြီးကောင်းမွန်အောင်တာယာအောင်မြည်တို့တိဆောက်ရမည်ဆိုခြင်းကိုပဲတွေးတော်ပါ သူများကသူတို့ကိုယ်ပိုင်အတွေးခေါ်ရင်းနဲ့ကိုကိုပုံသွင်းပြီးသူတို့ပုံစံအတိုင်းဖြစ်စေခြင်းတလို့ကိုကလိုက်ပါမသွားစေလိုပါကိုချစ်ရသူ ကိုယုံကြည်ရသူ ကိုလေးစားသူကိုကိုအမှန်တကယ်အကျိုးဖြစ်စေလိုသူတို့ရဲ့စကားကိုသာနားထောင်ပါ ိမ်မက်တွေကိုဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့အိမ်မက်တွေကြီးထိုင်မက်စိတ်ကူးတွေကြီးထိုင်ရင်နေုံနဲ့လည်းဘာမှဖြစ်လာမည်မဟုတ်ပါလက်တွေ့ကြိုးပန်းကအကောင့်ထဲမပေါ်သမျှကို့အိမ်မက်တွေလည်းတခုမှဖြစ်လာမှာမဟုတ်ပါရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနေစင်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်းအေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ ကျမကတော့ကေပါ။